ကြည်မေးအကောက်တကောက်ရှိုံနဲ့ YouTube မှာတလကို9တိန်းကနေ10တိန်းထိပတ်စံရှာနိုင်ဆိုတာတိကျပြီလားမတိတိရင်ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးပါခင်ဗျာဟုတ်ကဲ့ပါခုနပြောလို့ရနော်မှာ Gmail အကောက်တကောက်ရှိုံနဲ့ YouTube မှာတလကို9တိန်းကနေ10တိန်းအနည်းဆုံးအပတ်စံရှာလို့ရအောင်ဆိုတော့ဒီကနေ့အသေးစိတ်လာရောက်ပြီးတော့မျှဝေပေးမှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးပါလို့မှာတောင်းဆိုလိုက်ပါတယ်ဟုတ်ကဲ့ပါဘလို့လောက်ပြီးတော့မှာ Gmail အကောက်တကောက်ရှိုံနဲ့ YouTube မှာတလကို ငါးသိန်းကနေ၁၀သိန်းထိရှာလို့ရဆိုတော့ဥမာဒီကနေ့ညဝေးပြီးတော့မယ်ဟုတ်ကဲ့ပါအရင်ဆုံးကို့မှာ Gmail account တစ်ကောက်တော့ရှိထားရမှာเนาะအဲ့ဒါကိုဖွင့်ထားရပါမယ်ဖွင့်ထားပြီဆိုတော့ねအမ YouTube မှာအဲ sign in ဆိုနေရာမှာမှာအဲကိုယ့်ရဲ့ Gmail account ကိုထည့်လိုက်မယ်ထည့်လိုက်ပြီးတော့အမ setting ကိုတွားပြီးတော့ account နေရာမှာအမဟိုကိုယ့်ရဲ့ YouTube channel ထောင်းတယ်ဗောနော်သူများပြောလို့ YouTube channel ထောင်းမယ်ဆိုတဲ့ဟာကိုအမကိုယ့်ရဲ့ အဲ YouTube channel ထောင်မယ်နာမည်တွေပါ냐ထည့်မယ်ကွ Gmail account တွေပါ냐ဖုန်းနံပါတ်တွေလိပ်စာတိကျတွေထည့်ထားမယ်အဲ့ဒါဆိုရင် YouTube channel ထောင်ပြီဆိုတော့ねကိုယ့်ရဲ့ YouTube စာမျက်နှာမှာခုနပြောလိုပဲတစ်လကိုမှ9ဒိန်းကနေ10ဒိန်းထိပတ်စံရှာလို့ရပါပြီအဲဒီရှာပုံရှာတဲ့ရှာပုံရှာတဲ့နီးလန်းတွေကိုမှဘယ်လိုလောက်ရမလဲဆိုတော့ဟိုအရင်ဦးဆုံး post တွေကိုမှခုန YouTube တွေမှာမှ YouTube channel တွေမှာ အာတရက်ကိုနှစ်ပုတ်သုံးပုတ်တွားပြီးတော့တင်ပေးရမယ်နော်တင်တယ်ဆိုတာလည်းအာဘုဟုတ္တရမယ်ဟာတွေကိုတင်ပေးရပါမယ်ဒါမှမဟုတ်ဘုဟုတ္တတခုခုရတာပဲဖြစ်ဖြစ်ဟာတဖြစ်ဖြစ်သယုတ်ဆောင်ဖြစ်ဖြစ်ပေါ့နော်အာပညာရေးပိုင်းနဲ့ပတ်သက်တဲ့ uh, knowledge ပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှတစ်ခုခုပေါ့နော်ကိုဝန္ဒနာပါတဲ့ဟာကိုကျွမ်းကျင်တဲ့အရာတစ်ခုခုကိုအဲတွားရောက်ပြီးတော့မျှဝေပေးလိုက်ပါဒါမှတာကိုရဲ့ YouTube channel ကအမြန်ဆုံးပေါက်ပြီးတော့ခုနပြောလိုပဲတလကိုအဲငားတိန်ကနေ10တိန်အထိပတ်စံရှာနိုင်လာပဲဖြစ်ပေါ့နော်ဟုတ်ကဲ့ပါဒါတွေကဘာမှအထွေထူးလောက်ဆရာမလို့နော်အဲခုနပြောလိုပဲကိုကျွမ်းကျင်တဲ့အရာဒါမှမဟုတ်ကိုဝတ္တနာပါတဲ့အရာတစ်ခုခုပေါ့နော်လာရောက်ပြီးတော့မျှဝေပေးုံနဲ့တာ အတလကိုတိန်ကနေ10တိန်ထိဝင်ငွေရှာလို့ရတာပဲဖြစ်မှာဟုတ်ကဲ့ပါနောက်ထပ်အသေးစိတ်တွေကိုညှက်ဝေပြီးမှဖြစ်လို့ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and share လေးလုပ်ပြီးတော့ subscribe လေးမလုပ်သေးရင် subscribe လေးနှိပ်တောင်းဆိုလိုက်ပါလေအားလုံးအဆင်ပြေကြပါစေနဲ့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမှာခင်ဗျာ